ယေရှုခရစ်တော်ဟာကျမတို့ကယ်တင်ခြင်းခံရပြီးကောင်းကင်စီဝင်ရောက်ခြင်းကိုမင်္ဂလာဆောင်ပွဲမှာဖိတ်ကြားခံရပြီးပါဝင်ခြင်းအဖြစ်ခိုင်းနှိုင်းထားပါတယ်။ဘာကြောင့်မင်္ဂလာဆောင်ပွဲနဲ့ခိုင်းနှိုင်းထားခဲ့တာပါလဲ။တပန်ယေရှုသည်ဥပမာကိုဆောင်၍ပရိသတ်တို့အားမိန့်မွတ်တော်မူသည်ကကောင်းကင်နိုင်ငံတော်သည်မိမိသားအဖို့ထိမ်းမြားမင်္ဂလာဆောင်ပွဲကိုစီရင်တော်မင်းကြီးနှင့်တူ၏။ လမ်းမလမ်းကြားသို့သွား၍တွေ့သည်မသောသူတို့ကိုပွဲတော့ခေါ်ဖိတ်ကြဟုအမိန့်တော်ရှိသည့်အတိုင်းလူအပေါင်းတို့ကိုစုဝေးစေ၍ပွဲတော်၌အပြည့်ရှိလေ၏မင်္ဂလာဆောင်ပွဲရဲ့အခြေခံလိုအပ်ချက်တွေဟာတတို့သာတတို့သမီးနဲ့အပရိတ်သက်တွေဖြစ်ပါတယ်။ဥပမာထဲကမင်းကြီးရဲ့သားဟာခရီးသခင်ရဲ့သားတော်အဖြစ်ပထမအကြိမ်ကြွလာတဲ့ယေရှုခရစ်ကိုယည်ညွတ်ပါတယ်။ ပြီးတော့ဖိတ်ကြားခံရတဲ့အပရိသတ်တွေဟာယေရှုခရစ်ကိုကြိုဆိုပြီးကောင်းကင်ကိုသွားမဲ့တန်ရှင်းသူတွေကိုကြီးညွတ်ပါတယ်။ဒါပေမဲ့မင်္ဂလာဆောင်ပွဲရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့တတော်သမီးကိုတော့မတွေ့ရပါဘူး။ဘာကြောင့်လဲဆိုရင်ပထမအကြိမ်ကြွလာတော့ကတတော်သမီးပေါ်ထွန်းလာဖို့အချိန်မတန်သေးလို့ဖြစ်ပါတယ်။ တမကျန်းစာဟာဒုတိယအကြိမ်ကြွလာချိန်တနည်းအားဖြင့်နောက်ဆုံးကာလမှာတတိုးသမီးကပေါ်ထွန်းလာမယ်လို့ကြိုတင်ဟောပြောထားပါတယ်။အကြောင်းမူကတိုးတငယ်ဤမင်္ဂလာဆောင်ပွဲကိုခန်းချိန်ရှိပြီးသူဤမိမသည် ကိုကိုတစားဆင်ပြီးတိုးတငယ်ဤမင်္ဂလာဆောင်ပွဲသို့ခေါဖိတ်ခြင်းကိုခံရသောသူတို့သည်မင်္ဂလာရှိကြ၏။တိုးသားဖြစ်တဲ့တိုးတငယ်နှင့်အတူတိုးတငယ်ရဲ့မိမဟာမင်္ဂလာဆောင်ပွဲမှာပေါ်ထွန်းလာပါတယ်။ ပြီးတော့မင်္ဂလာဆောင်ပွဲစီခေါ်ဖိတ်ချင်းခဲ့ရတဲ့အပရိတ်သက်တွေလည်းရှိပါတယ်။ကောင်းကင်မင်္ဂလာဆောင်ပွဲမှာလည်းတတို့သားနဲ့အပရိတ်သက်တွေတင်မကပဲတတို့သမီးလည်းရှိပါတယ်။ယေရှုခရစ်တော်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကကောင်းကင်မင်္ဂလာဆောင်ပွဲမှာတတို့သမီးလည်းရှိတယ်ဆိုတာကိုအသိပေးခဲ့ပါတယ်။ပြီးတော့ကျမတို့ကယ်တင်ခြင်းခံရပြီးကောင်းကင်စီဝင်ရောက်ခြင်းကိုကောင်းကင်မင်္ဂလာဆောင်ပွဲမှာပါဝင်ခြင်းအဖြစ်ခိုင်းနှိုင်းထားပါတယ်။ ဒါဆိုရင်ဗျာဒိတ်ကျန်အခန်းကြီး၁၆ရဲ့ကျိုတင်ဟော့စကားထဲကတတို့သားဖြစ်တဲ့တိုးတငယ်ဟာဘသူဖြစ်ပါသလဲတိုးတငယ်ဟာယေရှုခရစ်ဖြစ်ပါတယ်။ဒါပေမဲ့တတို့သမီးနဲ့အတူပေါ်ထွန်းလာတဲ့တိုးတငယ်ဟာနောက်ဆုံးကာလမှာပေါ်ထွန်းလာတဲ့ဒုတိယအကြိမ်ကြွလာတဲ့ယေရှုခရစ်ဖြစ်ပါတယ်။ပြီးတော့ခေါဖိတ်ချင်းခရရတဲ့အပရိတ်တ်တွေဟာသာဝရအသက်ကောင်းကြီးကိုလက်ခံရရှိမဲ့တန်ရှင်းသူတွေဖြစ်ပါတယ်။ ဒါဆိုရင်ဒုတိယအကြိမ်ကြွလာတဲ့အခါပေါ်ထွန်းလာမယ်မင်္ဂလာဆောင်တတို့သမီးတနည်းအားဖြင့်တိုးတငယ်ရဲ့ဇနီးဟာဘသူပါလဲလာခဲ့ပါတိုးတငယ်ဤခင်ပွန်းတိဟုသောမင်္ဂလာဆောင်တတို့သမီးကိုငါပြမည်ဟုပြောဆိုရက်တန်ရှင်သောယေရုရှလင်မြို့တည်ဖျားသခင်အထံသောကောင်းကင်ဘုံမှဆင်းသက်သူကိုငါအားပြလေ၏ မင်္ဂလာဆောင်တို့တို့သမီးတညားဖြင့်တူတငရဲ့ဇနီးဟာကောင်းကင်ယေရုရှလင်အဖြစ်ကိုစားပြုတဲ့ပုံကိုဖြစ်ပါတယ်။တမန်ကျမ်းစာထဲမှာကောင်းကင်ယေရုရှလင်ဟာဘုသူ့ကိုကိုစားပြုပါတယ်လေ။ကောင်းကင်ယေရုရှလင်ဟာကျမတို့အမေဖြစ်ပါတယ်။တူတငရဲ့တတို့သမီးပေါ်ထွန်းလာမယ်ဆိုတဲ့ဗျာဒိတ်ကျမ်းရဲ့ကြိုတင်ဟောစကားဟာကောင်းကင်မှာရှိတဲ့အမေဖျားတခင်ဟာဒီမိကြီးပေါ်မှာပေါ်ထွန်းလာမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။ တနည်းအားဖြင့်နောက်ဆုံးကာလမှာဒုတိယအကြိမ်ကြွားလာတဲ့ယေရှုခရစ်ဖြစ်တဲ့အဖေဖျားသခင်နဲ့အမေဖျားသခင်ဟာပေါ်ထွန်းလာပြီးတန်ရှင်သူတွေကို ကောင်းကင်မင်္ဂလာဆောင်ပွဲစီခေါ်ဖိတ်တော်မူမှာဖြစ်ပါတယ်။ဒါကြောင့်နောက်ဆုံးကာလမှာအဖေဖျားသခင်ကိုပဲမဟုတ်ပဲအမေဖျားသခင်ကိုပါလက်ခံကြိုဆိုကြရမှာဖြစ်ပါတယ်။ ါမှပဲမင်္ဂလာဆောင်ပွဲရဲ့အပရိတ်သတ်တွေအဖြစ် ကောင်းကင်ကိုဝင်ရောက်တဲ့ကောင်းကြီးကိုလက်ခံရရှိနိုင်မှာဖြစ်ပါတယ်အမေဖျားတခင်ကိုလက်ခံကြိုဆိုပြီးသာဝရကောင်းကင်မှာဝမ်းမြောက်မှုနဲ့ပျော်ရွှင်မှုကို ခံစားရဖို့မျှော်လင့်ပါတယ်။